ဆိုတော့အဲ့လိုဖိထည့်တာဖိထည့်တော့ just ကွက်လောက်ကြာပါလို့ရှင်ကျွန်တော်ဒီဖလင်မိချောင်းထိုင်ပြန်ပြန်ထည့်လိုက်ပါနော်ပြန်ထည့်ပြီးလို့ရှင်ကျွန်တော် supply ဒီတံပြားအဲ့လိုမိချောင်းထိုင်ပြန်တေချာချာယူပါလို့ရှင်ဒီကောင်ဒီကောင်လေးတည်းကျွန်တော်လမ်းချောင်းဝင်ပါနော်ဒီကောင်လေးနည်းနည်းသတိထားပြီးတော့ဒီကောင်ဒီကောင်အထိုင်လေးပြန်ပြီးတော့တင်ပြီးသားလိုက်ချိန်ပြီးသားလိုက်ပါနော်ပြီးလို့ရှင် တော့ဒီဘက်မှာမြောင်းနှစ်မြောင်းရှိတယ်နှစ်မြောင်းရှိရင်ကျွန်တော်တို့ကအရှိအရှိဆုံးမြောင်းမဟုတ်ဘူးเนาะနောက်ဆုံးမြောင်းပါเนาะနောက်ဆုံးမြောင်းကိုချိန်တိုင်းချိန်ပြီးရတယ်ကျွန်တော်တို့ဒီဘိုင်းပြားလေးနဲ့ဒီကောင်ကိုဆွဲလိုက်ဆွဲပြီးရှင်ဒီကြိတ်ကိုချိန်တိုင်းနောက်ပြီးရှင်ဒီဘက်မှာလည်းအဲ့တိုင်းပဲဒီဘက်မှာကြောက်တစ်မြောင်းပဲเนาะသူကနှစ်မြောင်းမဟုတ်ဘူးဒီပြည့်ကြတယ်ဒီဘက်ကဆံမြောင်းอ่ะကျွန်တော်ဒီဘက်ချမ်းမြောင်းเนาะအဲ့ဒီအပြင်အပြင်မြောင်းမဟုတ်ဘူးအထည်ပိုင်းမြောင်း အဲ့တော့ထဲထဲပြိုက်ဆိုတော့မှအဲ့တော့ဒီကောင်လေးပေါ့အဲ့ဒီစင်စာလေးပါတဲ့ဟာမဟုတ်ဘူးကောနော်ဒီတံပြားလေးပါတဲ့ဟာလေးကိုကျွန်တော်ဒီကျိုးလေးတို့လေးဒီလေးဖြန်ထားလိုက်ပါကောနော်လေးကြောင်ဖြန်ပြီးမှဒီဒီဒီမြောင်လေးတက်ထဲပြည့်ရှင်ဒီအထိုင်လေးကဒီကောင်လေးမှာဖက်တိအဲ့လိုမျိုးတင်နေရမှာနော်ပြီးမှကျွန်တော်ဒီကျိုးပြားလေးကိုလိုက်ပြီးတော့သူ့လိုင်းသူ့တွားပေးလိုက်ပါ အဲ့တော့ပြီးပြီဆိုတော့မှကျွန်တော်ဒီကောင်လေးကဒီကောင်လေးမှာဒီနားလေးမှာဂျီးရရှိရင်လည်းတုတ်လိုက်ပါတော့တုတ်ပြီးတော့ရှင်ကျွန်တော်အမှန်တကယ်တော့ဒီကောင်ဒီဒီနှငုံနဲ့ဒီအပေါက်ကြားလေးတဲ့ကိုပေါ်တီချလိုက်ဒီကောင်ဒီကောင်ကလည်းအထဲရောက်နေမှာနော်ဒီကလုံးကနောက်ချလိုက်ပြီးတော့မှဖိလိုက်ဖိပြီးတော့ကျွန်တော်တို့ကအဲဒီညာဘက်ချက်ကိုဆွဲတင်လိုက်နော်ဆွဲတင်ပြီးတော့မှ ကျွန်တော်အဲ့လိုမျိုးထိုင်ကြပြီဆိုတော့မှကျွန်တော်တို့ဒီကောင်အောင်ထားတယ်စားထဲပေါ့နော်ငုံစားတဲ့ခါမှကြာရင်လည်းဒီကောင်အဲအမဲထိုင်ပါတဲ့ဟာကိုလည်းအရင်အရင်ထဲပေါ့ထဲပြီးသွားမှဒီမှာတန်ငုံလေးရှိတယ်အငုံလေးနဲ့အပေါက်လေးတွေကွက်တီကြောင်လိုက်ချပြီကြည့်ရကြည့်ရ။ကြာ။အပြီးလို့ရှိရင်စကူကြည့်ရ။ဒီမှာစကူတစ်လုံး၊ဒီမှာစကူ၅လုံးရှိရမှာပေါ့နော်။ ်ပြီးခင်ကျွန်တော်တခုကြံခဲ့ဒီကောင်းလေးအဲဒီကောင်းလေးပေါ့နော်အထိုင်ပါတဲ့ဟာလေးကိုကျွန်တော်ဒီအပေါက်လေးကနေအောက်အပေါက်လေးကနေထိုးလိုက်ဒီအောက်အောက်အပေါက်လေးကထိုးထိုးပြီးရှင်ကျွန်တော်ဒီကောင်းဒီလိုလှန်လိုက်ပြီးရင်အထိုင်ပြန်ချရပေါ့နော်ကျွန်တော်ထိုင်လေးနဲ့ချရအပေါက်လေးနှစ်ပေါက်အပေါက်လေးနှစ်ပေါက်ဒီအငုပ်လေးနှစ်ငုပ်ဝင်နေရမှာပြီးမှကျွန်တော်ဒီကောင်းလေးကိုဒီလိုချိတ်ပေးလိုက်အဲဒီကောင်လေးဒီလိုချိတ်ပြီးချိတ်ချိတ်တာတန်းလည်းဖြစ်နေရမှာနော်ဒီမှာကျွန်တော်စကူအကျဲပေါ့အကျဲလေးကို ီမှာဆုပ်ဝဆုပ်လိုက်အဲ့တော့ table ကြီးဆိုတော့မှကျွန်တော်ဒီ gear ပေါ့ခဏခါပြုတ်ပြုတ်ထွက်နေတဲ့ gear လေးကိုကျွန်တော်ဒီ apple လေးတဲ့ကိုပြန်ပြီးထိုင်ပြန်ချလိုက်ပြီးမှကျွန်တော်ဒီအငုပ်လေးကိုဒီဘက်ချက်မှာ apple လေးရှိတယ်အဲ့ apple လေးထိုးထိုးထည့်လိုက်ပေါ့နော်ထိုးထည့်ပြီးလို့ရှင်ဒီဘက်ကဒီဘက်က apple လေးတဲ့ကိုကတိကတိတထိုးတိုက်ပေါ့နော် ပေါလီတာအာခဏလေးဒီဘက်ဒီဘက်ချမ်းလေးတစ်ချက်ဟိုဟာဒီဘက်ချမ်းကကျွန်တော်ဒီထည့်လို့ရှိရင်ဒီကောင်လေးကိုအောက်ကိုဖိထားပါတော့ဒီကောင်လေးကဟိုးပဲ့ရုပ်ကိုချမ်းရောက်နေလို့မရဘူးဒီကောင်ကအောက်မှာပဲရှိရမယ်ဒီဒီကောင်ဆံပြားထည့်တဲ့ခံပြတိုင်းဒီကောင်ကဟိုးပဲ့ချမ်းရောက်လို့မရဘူးဒီကောင်ဒီကောင်ဒီလိုလမလမ်းမညှိုးနဲ့ဖိထားလိုက်ပြီးအပေါက်ကိုပေါက်ထည့်လိုက်ထည့်ပြမှာ ဟိုဘက်ရှင်းကိုအမကတိကြပြီဆိုတော့မှဒီကောင်လှုပ်ပေးလိုက်ပါတော့ဒီမှာကျွန်တော်တို့ဒီ socket အဖြစ်ထိုင်အထိုင်ဒီဘက်ကတောင်းလာပါတော့ဒီဒီဘက်ရှင်းကတောင်းလာပါတော့ပြီးရင်ဒီကောင်ဒီမှာကကျတော့သူကတစ်ဖက်တစ်ချမ်းကသူကအလုံးအလုံးတော့မဟုတ်ဘူးတစ်ဖက်ချမ်းနည်းနည်းလေးပဲ့ပဲ့နေပါတော့အဲ့ဘက်ချမ်းနဲ့အထိုင်ကြအောင်ကတိချအောင်ကြအောင်ဟိုထည့်လိုက်ပါပြီးရင်ဖိထည့်လိုက်ဒီငုံလေးကကျွန်တော်ဒီအမှအဲ့တန်ချောင်းလေးမှာအမြောင်းလေးပါတယ်အဲ့မြောင်းလေးတော့ဒီငုံလေးကြပြီဆိုရင်ရပြီပေါ့နော်ပြီးမှ ီကောင်လေးကိုလက်မနဲ့တိုက်ပြန်ဆွဲထားလိုက်ပြီးဒီအထိုင်လေးပေါ့ဒီအထိုင်လေးကိုကျွန်တော်ဒီလိုထက်ထက်အဲ့လိုထည့်ပြီးတော့ရှင်ထိုင်ဒီအောက်ကတိုင်များလေးနည်းနည်းလေးတွန်းလိုက်သူကဒီမြောင်းလေးထဲကိုဒီအောက်ကမြောင်းလေးထဲကိုကွက်တိကျနေပြီဆိုရင်အပွားလေးအဲ့လိုဖိထည့်လိုက်ပါနော်ဒီမှာလည်းအပေါက်လေးရှိတယ်အဲ့အဲ့လိုမျိုးဖိထည့်လိုက်အဲ့လိုဝင်ပြီးဆိုတော့မှနောက်ကျိုးလိုက်ပြန်သွားလိုက်ပါနော်စကူအရင်ဆုပ်ရှင်လည်းရပါတယ်ဗျာ တွဲနေပြန်တွားရမယ်ဗော။မာလဲသူ့မြောင်းနဲ့သူပြန်တွားမယ်။တိတ်ရောက်လာထည့်ရတယ်။ပြီးတော့ရှင်ကျွန်တော်ဒီမှာဖြုတ်ထားတဲ့ဒီအပေါက်လေးတွေပြန်ထည့်လိုက်အကုန်လုံးနှစ်ခုနှစ်ကြိုးတော့ပြီးမှဖိချလိုက်။အဲ့တော့ထည့်ပြီးရပြီဆိုတော့မှကျွန်တော်ဒီအမဲမမအတီအငေါဒီအဝိုင်းလေးပါဗောနော်။ဒီမှာတော့ဒီဘက်ချမ်းလေးမှာအငေါလေးတက်ငုပ်ရှိတယ်။ဒီဘက်ချမ်းမှာဘာမှမပါဘူးဒီဘက်ကအလွတ်ကြီးဗောနော်။အငေါလေးရာကျွန်တော်ဒီအပေါက်လေးကိုကြကြနေရတယ်။ အဲ့လိုကြပြီဆိုတော့မှစကူရင်းနှလုံးပြန်ဆောက်လိုက်ပြဒီမှာကျွန်တော်တို့ကဆောက်ကဖြူအကြီးပါတဲ့ချမ်းကကျွန်တော်တို့ညာဘက်ချမ်းပါနော်ညာဘက်ချမ်းဆိုတော့ဒီကောင်ကအရင်ဆုံးပေါက်လေးတည့်ထားလိုက်ပါတည့်ပြီးတော့မှဘက်ချမ်းလေးကအထိုင်လေးချပါ အဲ့မှာတို့ကဒီမှာဒီမှာဒီမှာငုတ်တငုတ်ပါတယ်ပြီးရင်ဒီဘက်ရှမ်းမှာငုတ်တငုတ်ပါတယ်အဲ့ဒီငုတ်ကိုအဲ့လိုကြီးအဲ့လိုကြီးဖြစ်ချင်းတုံးထည့်ထားပါဘောဒီမှာကျွန်တော်အာစကူအဖြူတက်ပေါ့အကြီးနဲ့အဲ့လိုလိုက်ဆောက်ပါတယ်ဒါဒီမှာလည်း၅လုံးပါနော်၅လုံး

ဆောက်ကဲအဖြူကအပေါ်ပေါက်ပေါ့နော်အောက်ကအမဲကအောက်ကဟာအပြင်ဆောက်ကဲအဖြူလဲကျွန်တော်နှစ်ခုလုံးအပေါ်အဆောက်ကဲအဖြူလဲအပေါ်ထည့်လိုက်ပေါ့နော်ဆောက်ကဲအမဲလဲအောက်ကိုထည့်တာပေါ့နော်အပြီးလို့ရှိရင်ပြီးမှကျွန်တော်ဆောက်ကဲအဖြူအကြီးပေါ့အကြီးကိုကွက်တိအပေါက်လေးမြောင်းလေးတွားပြီးတော့ဖိထည့်လိုက်ပြီးရင်ဖိထည့်လိုက်ဒီကောင်လေးအတွင်းအတွင်းထဲရောက်အောင်လို့ဖိထည့်လိုက်ပေါ့နော် ပြီးတော့ရှင်ကျွန်တော်ဒီအမဲပြားလေးပေါ့မဲပြားကနှစ်ပြားရှိတယ်တပြားအဝိုင်းအောင်ပါတယ်ပက်ချန်ကကျွန်တော်ပေပက်ချန်အဖြစ်အဘောင်းအောင်ပါတယ်ပက်ချန်ကကျွန်တော်ဒီပါသူကအဲအပေါက်လေးပါတယ်ပေါ့ဒီအပေါက်နှစ်ပေါက်အဲအပေါက်နှစ်ပေါက်ကကျွန်တော်ဒီအငုံနှစ်ငုံဒီငုံနှစ်ငုံဝင်နေရပါအဲ့လိုပတိချလိုက်ခြိုက်ပြီးမှအောက်ကိုပြီးချလိုက်အဲဒီကတော့ဒီပက်ချန်ကလည်းအဲအတိုင်းပဲပက်ချန်ကလည်းအောက်မှာလည်းတငုံ အဲဒီမှာလည်းတငုတ်နှစ်ငုတ်ရှိတယ်ပေါ့နော်အဲနှစ်ငုတ်ကဒီအပေါ်ပေါက်နဲ့ကျွန်တော်တို့ဒီပေါက်လေးနဲ့ပေါ့အဲပေါက်လေးကိုကွက်တိအဲကွက်တိလေးချောင်းကြောင်းချလိုက်ပေါ့နော်ပြင်ဒီငုတ်ကြတော့ဒီအတွင်းဘက်မှာရှိရမယ်အထဲဘက်မှာနောက်ကွက်တိကြသွားပြီဆိုမှဖိချလိုက်အောင်နော်ပြီးမှအဖုံးလေးအဖုံးလေးဖုံးလို့ရှိရင်ကျွန်တော်ဒီဒီငုတ်နှစ်ငုတ်နှစ်ငုတ်ကကျွန်တော်ဒီပချမ်းပါ အပြင်ပရိုဂရမ်ကိုအရင်ဆုံးထည့်ရမှာနော် preview ဆိုတော့မှအဲဖိထည့်တယ်ပြီးစကူအမဲအားလုံးပြန်ဆောက်လိုက်ကြပါဘူး